တီဟီရန်မြို့နနက်2နာရီချိန်နှိုးဆက်တံတွေတတိပေးတံတွေဘာမှမရှိပါဘူး Israel F15I ဂျက်လီယန်တွေရဲ့ကြောင်းမဖွဲဟိန်းတံတဲ့တူလေထဲကနေနှိမ့်ပြန်တမ်းပြီးရန်သူရဲ့အချက်ချာကြတဲ့နေရာတွေကိုတဲ့တဲ့မမတ်တိုက်ခိုက်ခဲ့ပါတယ်စက္ကမိုင်းတွင်းမှာပဲပောက်ကွဲမှုတွေကအီရန်မြို့တော်တစ်ခုလုံးကိုလှုပ်ခတ်သွားခဲ့ပါတယ်ရှီရက်ရဲ့နောက်ပတ်ချမ်းကနေတီဟီရန်ရဲ့အရှိတ်ဘက်ဆင်ခြေဘုံးတွေထိစစ်စခန်းတွေပျက်စီးခဲ့ပါတယ် လေကြောင်းကာကွယ်ရေးရေဒါတွေမတုံးနိုင်တော့ပါဘူးမထိုးဖောက်နိုင်ဘူးလို့ထင်ရတဲ့ Islamic Dollar ရေးအဆောင်တစ်ဖွဲ့ IRGC အဆောက်အဦတွေတောင်ပြာကျသွားခဲ့ပါတယ်ဒီလိုမျိုးမကြုံစဘူးလေကြောင်းတိုက်ခိုက်မှုဟာ Israel နိုင်ငံက Iran ကိုကြဲကြဲပြတ်ပြတ်လိုက်လံတိုက်ခိုက်တဲ့အဆင့်ကိုရောက်ရှိနေပြီဆိုတာရှင်းရှင်းလင်းလင်းပြသနေပါတယ် Israel ပိုင်နယ်ထက်က leader scan တွေကနေ F35 IRD F15 IRAM လေရင်တွေဥဆောင်တဲ့ထိတ်တန်းတက်ဖွဲ့ဒါဇင်ပေါင်းများစွာကိုတပြိုင်တည်းထွက်ခွာဖို့မိန့်ပေးခဲ့ပါတယ်။ပင်လယ်နီကနေဆိုရင်တော့ Israel ရဲ့ SAR-6 အတန်းစားရေတပ်သင်္ဘောတွေဟာအဝေးပြစ်ပဲထိန်တုံးကြီးတွေနဲ့အထောက်ပံ့ပေးဖို့အသင့်ရှိနေပြီးအနောက်ပိုင်းလေကြောင်းပိုင်နက်တစ်ခုလုံးမှာကာကွယ်ရေးဒိုင်းဖြစ်လှုပ်ဆောင်ပေးနေပါတယ်။နိုင်နေငယ်တွဲမှာပဲစစ်ဘက်ပြစ်မှတ်ပေါင်း100ကျော်ပျက်စီးသွားခဲ့ပါတယ်။အထူးသဖြင့်အီရန်ကလက်တုံ့ပြန်ဖို့ပြင်ဆင်ထားတဲ့အဝေးပြစ်ဒုံးကျည် unit တွေကို မပစ်ခင်မှာပဲချိန်မုံနိုင်ခဲ့ပါတယ်။ Israel ကာကွယ်ဝင်ကြီးဌာန Israel Ministry of Defense ရဲ့ထုတ်ပြန်ချက်အရပထမဆုံးတိုက်ခိုက်မှုတွေဟာမြေပြင်မြေပြင်နဲ့မြေပြင်ဝင်ဟင်ဒုံးကျည်ပစ်ပစ်လွတ်စဉ်120ခန့်ကိုဖျက်ဆီးခဲ့ပါတယ်။ဒါဟာအီရန်ရဲ့စုစုပေါင်းဒုံးကျည်ပစ်လွတ်နိုင်စရဲ့၃ပုံတစ်ပုံကျော်ပါတယ်။တီဟီရန်ရဲ့လေကြောင်းကာကွယ်စနစ်ဟာလုံးဝပျက်စီးသွားပုံရပါတယ်။နာဒန်စကန်နဲ့ရှီရက်စ်လိုမျိုးနေရာတချို့မှာ ရေဒါကိုစက္ကန့်အနည်းငယ်သာဖွင့်နိုင်ခဲ့ပြီးနောက်မှာပဲတိကျတဲ့ပဲ့ထိန်ဘုံတွေနဲ့ဖြတ်စည်းခံလိုက်ရပါတယ်။အီရန်လူမှုမီဒီယာတွေမှာပြန့်နှံ့နေတဲ့ပုံတွေအရအစ္စရေးတိုက်လေတွေဟာအရန်နှိမ်ပြန်တန်းနေတာကြောင့်လေယာဉ်မှုရဲ့အုတ်ထုတ်ကြောင်ကိုပါရှင်းရှင်းလင်းလင်းမြင်တွေ့ရတယ်လို့လူတွေကပြောဆိုကြပါတယ်။အစ္စရေးလေယာဉ်တွေဟာစစ်ရေးပြိုင်ဘက်လို့သတ်မှတ်ထားတဲ့နိုင်ငံရဲ့လေပိုင်နက်ထက်မှာဒီလိုလွတ်လွတ်လပ်လပ်ပြန့်တန်းတာမျိုးတခါမှမကြုံဘူးပါဘူး။ တီဟူရန်မြို့အနှံ့ပြားမှာထိတ်လန့်တုံ့လုံမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။တန်ပေါင်းများသောသောမြို့ကန်တွေဟာမြို့တော်ကနေထွက်ပြေးခဲ့ကြပြီးတီဟူရန်ကိုအနီးအနားမြို့တွေနဲ့ဆက်သွယ်ထားတဲ့အဝေးပြေးလမ်းမတွေပေါ်မှာလည်းရှုပ်ထွေးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။အီရန်ဆိုရဟာလူအများပြားထွက်ခွာတော့ကိုရပ်တန့်မှုအတွက်တီဟူရန်အဝေးပြေးလမ်းမကိုချက်ချင်းပိတ်ပစ်ခဲ့ပါတယ်။နိုင်ငံပိုင်ရုပ်မြင်သံကြားထုတ်လွှင့်ရုံတွေဟာလည်းဘုံခွဲခံခဲ့ရတာကြောင့်ထုတ်လွှင့်မှုတွေရပ်ဆိုင်းခဲ့ရပါတယ်။တချိန်တည်းမှာပဲတီဟီရန်ဟာ ိုက်ရိုက်ရုံမြင်တန်ကြားထုတ်လွှင့်နေစဉ်မှာကြီးညာသူကသတင်းဖတ်နေချိန်မှာပဲပြင်းထန်တဲ့ပေါက်ကွဲတဲ့တန်ကစတူဒီယိုတစ်ခုလုံးကိုလှုပ်ခတ်သွားခဲ့တာကြောင့်ကဘာတစ်ပွင့်လုံးအတွက်တုန်လှုပ်စေခဲ့တဲ့မြင်ကွင်းတစ်ခုပေါ်ထွက်လာခဲ့ပါတယ်။ကင်မရာကနေစတူဒီယိုနောက်ကွယ်ကမီးခိုးတွေနဲ့မီးတောက်တွေကိုဖမ်းယူထားခဲ့ပြီး မျက်နှာကြပြားတွေကပြိုကျလာကအစီအစဉ်တင်ဆက်သူလည်းထွက်ပြေးသွားခဲ့ပါတယ်။ဒီဗီဒီယိုကလှည့်မြန်သွားပြန့်နှံ့သွားခဲ့ပြီးကဘာအနှံ့ပြားမှာတုန်လှုပ်မှုတွေဖြစ်စေခဲ့ပါတယ်။ အစ္စရေးဟာအီရန်ဆိုရရဲ့ဗဟိုဝါဒဖြန့်ချီရေးအေဂျင်စီကိုဓာတ်ရိုက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအီရန်ခေါင်းဆောင်ပိုင်းကိုရှင်းလင်းပြတ်သားတဲ့သတင်းစကားပေးပို့လိုက်တာပါပဲ။ဒါဟာပြင်းထန်တဲ့စစ်ရေးတိုက်ခိုက်မှုတစ်ခုသာမကစိတ်ပိုင်းဆိုင်ရာထိုးနှက်ချက်တစ်ခုလည်းဖြစ်ပါတယ်။ဓာတ်ရိုက်ပဋိပက္ခစတင်ဖြစ်ပေါ်ပြီး9ရက်တောင်မပြည့်မီပါပဲ။အစ္စရေးလီဒါဟာတိုက်ခိုက်မှုကိုအီရန်ရဲ့နိုင်ငံရေးအချက်အချာကြတဲ့နေရာအထိရောက်အောင်ဆောင်ကျဉ်းလာခဲ့ပါတယ်။ ဒါဟာအဓိကအင်အားကြီးနိုင်ငံတွေတောင်ရခိုင်ကသတိထားခဲ့ရတဲ့ကိစ္စတခုပါ။အစ္စရေးကဒါဟာသတိပေးဆက်စင်ရေးမဟုတ်ဘူးလို့ရှင်းရှင်းလင်းလင်းကြေညာခဲ့ပါဗျ။ဒါဟာတီဟူရန်ရဲ့စစ်ရေးထိန်းချုပ်မှုကိုပိတ်ဆို့တဲ့အဆင့်ပဲဖြစ်ပါဗျ။ညဘက်မှာဖြစ်ပေါ်ခဲ့တဲ့ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကတီဟူရန်ပတ်ပတ်လေကိုတမ်မနီနဲ့ညှက်ထားသလိုဖြစ်နေတယ်ဆိုရင်တော့အစိမ့်မြင့်ကိုကရေးမှုတွေကိုလောက်ကျန်ရှင်းလင်းတာတွေကတော့အီရန်စိုးရရဲ့နှလုံးသားကိုထိုးဖောက်တဲ့ဓမြောင်တွေပဲဖြစ်ပါဗျ။ တမိုင်းတစ်ချောင်းမကြုံမှုတဲ့ဖြစ်ရပ်တစ်ခုအနေနဲ့82နှစ်အရွယ်အတွင်းမှာအီရန်ဗိုလ်ချုပ်ကြီးတွေထောက်လှမ်းရေးကောင်းဆောင်တွေနဲ့စစ်မြေပြင်ကိုကဲရေးမှု20ကျော်ကိုရှင်းလင်းနိုင်ခဲ့ပါတယ်။ဒါ့ပြင်မဲ့ဒါဟာအစပဲရှိပါသေးတယ်။ချက်ချင်းဆိုသလိုနောက်ဆက်တွဲတိုက်ခိုက်မှုတွေကနေတိုက်ပွဲကနေအဓိကပုံကူများပါကိုရှင်းလင်းနိုင်ခဲ့ပါတယ်။2022ခုနှစ်ကတည်းက IRGC ရဲ့ထောက်လှမ်းရေးတပ်ဖွဲ့တစ်ခုလွင့်ရဲ့ခေါင်းဆောင်ဖြစ်တဲ့မိုဟာမက်ကာစမီကိုတီဟီရန်ကလျှို့ဝှက်ချက်ဌာနတစ်ခုမှာ ဒုတိယကိုကဲရဲမှုနဲ့အတူတွေ့ဆုံနေတဲ့မှာရှင်းလင်းခဲ့ပါတယ်။မူဆင်ဘာဂါရီဟာ IRGC ကိုဟာမတ်စ်နဲ့ဟူဒီလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ဆက်သွယ်ပြီးတဲ့အဓိကပုဂ္ဂိုလ်ဖြစ်ပါတယ်။အီရန်ရဲ့လျှို့ဝှက်စစ်ဆင်ရေးတွေအတွက်တာဝန်ရှိတဲ့ Quest 4ရဲ့ကိုကဲရဲမှုတွေဟာလည်းကိုကဲမှုမြေပုံကနေတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပါတယ်။တိုက်ခိုက်မှုတစ်ခုစီဟာအီရန်ဆိုရရဲ့အာယုံကြောဗဟိုချက်ကိုနက်နက်ရှာရှာဖျက်တောက်မှုတွေပါပဲ။ရန်နိုင်ငံတွင်းမှာအစိမ့်မြင့် ကုတ်ကဲရည်လွှာတစ်ခုလုံးကိုရှင်းလင်းပြလိုက်တာကတော့မကြုံမှုတဲ့အဖြစ်ပဲပါအထူးသဖြင့်ဒီတိုက်ခိုက်မှုတွေဟာဂျပန်မဟုတ်ပါဘူးဒါတွေဟာနှစ်ပေါင်းများစွာတိဆောက်ထိုးဖောက်ဝင်ရောက်ပြီးမှသာလက်ဆိုင်နဲ့ထောက်လင်းရင်ချက်လက်တွေပေါ်အခြေခံထားတာပါအီရန်မီဒီယာတွေကမော့ဆက်ဟာစစ်ဘက်စနစ်ရဲ့အမြင့်ဆုံးအဆင့်တွေမှာတချို့တွေထည့်ထားတယ်လို့ပွင့်ပွင့်လင်းလင်းစွပ်စွဲခဲ့ပါတယ်အစ္စရေးထောက်လင်းရေးကအီရန်ဟာအစ္စရေးကိုဒုံးကျည်တထောင်ပြစ်ခတ်ဖို့စီစဉ်ထားတယ်လို့ထုတ်ဖော်ပြောကြားခဲ့ပေမဲ့ ခလုတ်နှိပ်ဖို့ဘယ်သူမှမကြံတော့တာကြောင့်အစီအစဉ်ပြတ်ပြားသွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲကြံရှိနေတဲ့ဒုံးကျည်ပြစ်လို့ဆင်တွေကိုလည်းအစ္စရေးလက်တပ်ကပြင်းပြင်းထန်ထန်လိုက်လံရှာဖွေနေပါတယ်။ဒါဟာစစ်ရေးစစ်ဆင်ရေးတသက်မဟုတ်ပါဘူး။ဒါဟာရှင်းလင်းရေးမဟာဗျူဟာတစ်ခုပါပဲ။တစ်ချိန်တည်းမှာပဲပြည်ရင်းရေးအခင်စီမံခန့်ခွဲမှုနဲ့စိုက်ပါလုံခြုံရေးတပ်တော်ဝင်ရှိတဲ့အရက်ဘတ်ထောင်လိုင်းရေး unit တွေနဲ့ပုံကွေတွေကိုလည်းရှင်းလင်းနိုင်ခဲ့ပါတယ်။ IRGC နဲ့နိနိကကဆက်ဆက်နေတဲ့ဘန်တစ်ခုဖြစ်တဲ့ Cyber Brand ဟာ Cyber တိုက်ခိုက်မှုကြောင့်အလုံးမလုံးနိုင်တော့ပါဘူး။မြို့တစ်မြို့လုံးမှာရှိတဲ့ ATM တွေကငွေထုတ်လို့မရတော့ပါဘူး။အင်တာနက်ပြတ်တောက်သွားပြီးနေရာအနှံ့အပြားမှာဓာတ်အားပြတ်တောက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ဝါရားဖြန့်ချိရေးစနစ်ပြိုလဲသွားခဲ့ပြီးဓာတ်ရိုက်ရုပ်မြင်သံကြားထုတ်လွှင့်နေစမှာပောက်ကွဲသံတွေထွက်ပေါ်လာချိန်မှာတော့တီဟီရန်ကပြည်သူတွေကတီဟီရန်မီးလောင်နေပြီးကာကွယ်ရေးစနစ်ပျက်စီးသွားပြီး ကုတ်ကဲမှုဖွဲ့စည်းပုံပြိုလဲသွားပြီလို့သဘောပေါက်သွားခဲ့ကြပါတယ်။တီဟီရန်မှာဗျံပဒါဖြစ်နေချိန်မှာအမေရိကန်ပြည်ထောင်စုက တိတ်တဆိတ်ပဲမဟာဗျူဟာမြောက်တိုက်ခိုက်ရေးပုံစံကိုပြောင်းလဲလိုက်ပါတယ်။ဂျိုရုပုံတွေရာအမေရိကန်လေတပ် US Air Force ရဲ့ KC-135 စီဖြစ်လေယာဉ်တွေနဲ့ F-22 Raptor F-35 Avlighting ဒီရင်တွေကိုပင်လယ်ကွေ့ဒေသကစစ်စခန်းတွေစီအလှည့်အမြန်ဆေးလွှတ်နေပါတယ်။ ဒီအီဂိုဂါစီယာကျွန်းဒီအီဂိုဂါစီယာအိုက်စလန်မှာလည်း B52 နဲ့ B2 separate ဘုံးကျဲလေယာဉ်တွေကိုချက်ချင်းတိုက်ခိုက်ဖို့အသင့်ပြင်ထားပါတယ်။ပင်တခွန်ရဲ့သတင်းရင်းမြစ်တွေအရနာမည်ကျော် GBU57 Vanguard Buster ဘုံးက အသုံးပြုဖို့အဆင်သင့်ဖြစ်နေပါပြီ။တမ်မရဒွန်နယ်ထရန့်ကလည်းအီရန်ဘက်ကချွင်းချက်မရှိလက်နက်ချတာကိုပဲလိုချင်တယ်လို့ပြက်ပြက်သားသားကြေညာထားပါတယ်။ အမေရိကန်ကောင်ဝေးဝင်ကြီးကလည်းအီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုလုံးဝဖျက်သိမ်းပစ်ဖို့ရည်ရွယ်လို့အတည်ပြုခဲ့ပါတယ်။ Israel စစ်ဘက်ကျွမ်းကျင်သူ Israel Military ရဲ့ expert တွေရဲ့အကဲဖြတ်ချက်အရအီရန်မှာမပျက်စီးသေးတဲ့နျူကလ িয়ার ဆက်ရုံ၄ခုရှိပါသေးတယ်။ Fordo, Nadan, Arat နဲ့ Isfahan တို့ဖြစ်ပါတယ်။ဒါတွေက concrete နဲ့တောင်တွေအောက်မှာနက်နက်ရှမ်းရှမ်းတိဆောက်ထားလို့ရိုးရိုးဘုံတွေနဲ့မပျက်စီးနိုင်ပေမဲ့ GBU 57ဘုံတွေတော့မဟုတ်ပါဘူး။ ဒီဘုံကို American Leader ရဲ့ B2 ဒါမှမဟုတ် B52 ဘုံကြီးဘုံကျဲလေယာဉ်တွေကသာ ပြစ်ခတ်နိုင်ပါတယ်။အကယ်၍ American ကတပ်ဖွဲ့တွေဆေးလုခဲ့ရင်24နိုင်ကနေ48နိုင်အတွင်းမှာ Iran ရဲ့ Nuclear စိုက်ရုံတွေအားလုံးဖျက်ဆီးခံရနိုင်ပါတယ်။နောက်ကမှာတော့ Israel က American ကိုဝင်ရောက်ဆွတ်ဖက်ဖို့အဆက်မပြတ်ဖိအားပေးနေခဲ့ပြီးနှစ်နိုင်ငံရဲ့ထောက်လှမ်းရေးတွေကအချက်လက်တွေအချိန်နဲ့တပြေးညီမျှဝေကြပါတယ်။ Israel ကစစ်စင်ရေးစကားတွေက အီရန်ရဲ့မြေအောက်ပြင်မှတ်စင်ရဲ့အသေးစိတ်ကိုပေနဂွန်ကိုပေးရခဲ့တယ်လို့အစ္စရန်အစ္စရေးထောက်လှမ်းရေးကထုတ်ပေါ်ခဲ့ပါတယ်အစ္စရေးကအခုအမေရိကန်စီကနေလိုချင်တာကအမေရိကန်နိုင်ငံတဲကသာတခုတည်းကသာလုံနိုင်တဲ့တိုက်ခိုက်မှုမျိုးပါပဲတိုက်ရိုက်ပတ်သက်မှုမရှိရင်တော့အမေရိကန်ကတိတ်တဆိတ်နဲ့ဒီစစ်ပွဲဆင်နွှဲနေတော့မှာပဲထောက်လှမ်းရေးထောက်ပံ့တွေဒရုန်းထိကျုံမှုတွေဂျိုဒုပုံတွေပံ့ပိုးပေးသလိုအီရန်ကလာတဲ့ဒုံးကျည်တွေနဲ့ဒရုန်းတွေကိုလည်း ကြားဖြတ်ဖြန့်စည်းပေးနေပါတယ်။အမေရိကန်ရေတပ်နဲ့အစ္စရေးနဲ့ပူးပေါင်းပြီးပြီးခဲ့တဲ့နှစ်ညတွင်ဒရုန်း30ကျော်ကိုအီဂျစ်စနစ်နဲ့ဖျက်ဆီးစေခဲ့ပါတယ်။အမေရိကန်ဟာအီရန်ရဲ့စေပါဘန်စနစ်ကိုပြိုလဲစေခဲ့တဲ့စိုက်ဘာတိုက်ခိုက်မှုမှာလည်းပူးပေါင်းပါဝင်ခဲ့တယ်လို့ကျွမ်းကျင်သူတွေကယုံကြည်ကြပါတယ်။တီဟီရန်ကရုံးကန်နေရချိန်မှာအီရန်ဘက်ကပြစ်ခတ်ချက်ဖို့တောင်းဆိုခဲ့ပေမဲ့အစ္စရေးကဘုံတွေကြနေတော့ဆွေးနွေးမှုမရှိဘူးလို့ချက်ချင်းတုံ့ပြန်ခဲ့ပါတယ်။ ဝါရှင်တန်မှာတော့သမ္မတထရန့်ကနျူကလ িয়ার ဆွမ်းဆောင်ရည်တွေကိုနိုင်ပိုင်းတွင်ချိန်မုံမဲ့တိကျတဲ့လေကြောင်းတိုက်ခိုက်မှုဆက်စင်ယူကိုစတင်မလားဒါမှမဟုတ်အစ္စရေးကိုသူ့ဘာသာသူကင်တွယ်ဖြည့်ရှင်းစေမလားဆိုတဲ့ရွေးချယ်မှုတစ်ခုကိုရင်ဆိုင်နေရပါတယ်အိမ်ဖြူတော်ကထရန့်ကဆုံးဖြတ်တာနဲ့တိုက်ခိုက်ရေးတပ်ဖွဲ့တွေ6နာရီတွင်ထွက်ခွာနိုင်တယ်လို့ပြောခဲ့ပြီးသမ္မတထရန့်ကလည်း G7 ထိပ်သီးအစည်းအဝေးကနေကြကြမဆောင်နိုင်တော့ဘူးလို့ပြောပြီးစောစောထပြန်လာခဲ့ပါတယ်တီဟူရန်ဟာအခု မီးခိုမီးတောက်ရှုပ်ထွေးမှုနဲ့စိတ်ပြတ်အားငယ်မှုတွေနဲ့ပြည့်နေတဲ့မြို့တစ်မြို့ဖြစ်နေပါပြီ။ဝါရင်ဘာသာရေးခေါင်းဆောင်တွေလည်းဘန်ဂါရီနဲ့တင်းချောင်နေရပါတယ်။လူတွေကအစုလိုက်ပြောင်းလိုက်ထွက်ပြေးနေကြပြီးအင်တာနက်တွေပြတ် ADN တွေပြတ်နိုင်ငံပိုင်ရုပ်သံတွေလည်းဘုံထိလို့ပြတ်စီးခဲ့ပါတယ်။အစိုးရရဲ့အမြင့်ဆုံးခေါင်းဆောင်အလီဂါမီဟာကိုကဲမှုစနစ်တစ်ခုလုံးကိုထိန်းချုပ်နိုင်တော်ခြင်းမရှိတော့တဲ့ပဲဘန်ဂါရီမှာတီးကြနေထိုင်နေတယ်လို့သတင်းရရှိပါတယ်။ နိုင်ငံတကာမီဒီယာတွေကသူ၃ရက်ဆက်တိုက်လူမြင်ကွင်းမထွက်တာဟာအချက်တဲကာလမှာမကြုံမှုတဲ့အခြေအနေလို့ပြောနေကြပါတယ်။အီရန်ရဲ့ဒုံးကျည်သွလိုင်းရုံတစ်စိတ်တစ်ပိုင်းကျန်နေသေးပေမဲ့ဘသူမှလဲပတ်နိုင်တော်ခြင်းမရှိပါဘူး။ပြစ်လွစင်၃ပုံ၃ပုံပြက်စီးပြီးဒုံးကျည်သွလိုင်းရုံဒါသင်ပေါင်းများစွာဖျက်ဆီးခံခဲ့ရလို့အီရန်ရဲ့ပြန်လည်တိုက်ခိုက်မှုတွေဟာမျက်နှာသာရဖို့တတ်တပဲရှိပါတော့တယ်။မဟာဗျူဟာရှုထောင့်ကနေကြည့်ရင်တော့အီရန်ဟာပြန်ပြင်လို့မရနိုင်တဲ့ရှုံးနိမ့်မှုကြီးကိုကြုံတွေ့ခဲ့ရတယ်လို့သုံးသပ်သူတွေကယုံကြည်ကြပါတယ်။ တို့လေပိုင်နဲ့ညှိနှိုင်းဆောင်ရွက်နိုင်စွမ်းကုတ်ကဲမှုစနစ်နဲ့နျူကလ িয়ার ဟန်တာချင်းတွေကိုပါဆုံးရှုံးခဲ့ရတာပါ။အစ္စရေးဟာစစ်ပွဲကိုတီဟူရန်ထိတိုက်ရိုက်ယူဆောင်လာခဲ့ပြီးပြိုင်ဘက်ကိုဆွေးနွေးညှိနှိုင်းဖို့အသေးအံတောင်းပန်လာအောင်ဖိအားပေးနိုင်ခဲ့ပါတယ်။အကယ်၍အမေရိကန်ကနောက်ဆုံးထုတ်လွှင့်ချက်ကိုပေးခဲ့ရင်အစ္စလာမ်နဲ့အီရန်သမရနိုင်ငံဆိုတာတမိုင်းစာအုပ်ထဲကအခန်းတစ်ခန်းအဖြစ်သာကြန့်ရှိတော့မှာပါ။အစ္စရေးဟာ2006ခုနှစ်ပဋိပက္ခနောက်ပိုင်း အကြီးဆုံးစစ်စင်ရေးကိုစတင်ခဲ့ပြီးဒီတစ်ချိန်မှာပြစ်မှတ်ကတီဟူရန်အစိုးရပါဖြစ်ပါတယ်။နာတန်ဖော်ဒိုအေဗာဒန်နဲ့ပါချင်တို့နျူကလ িয়ার ဆိုင်တွေဟာအခုတော့ပြာကျနေတဲ့အပြက်စီးတွေမျှသွားပါပဲ။အစ္စရေးကအီရန်ရဲ့ထိပ်တန်းကုတ်ခဲမှုဖွဲ့စည်းကိုတိုက်ရိုက်ပစ်မှတ်ထားခဲ့ပြီးမော့ဆက်ကလှုပ်ဆောင်ခဲ့တယ်လို့ယူဆရတဲ့လှုပ်ကြံတပ်ဖြတ်မှုတွေကြောင့်အီရန်ဗိုလ်ချုပ်ကြီးတွေနဲ့နျူကလ িয়ার ကျွမ်းနေသူ20ကျော်တိတ်ဆုံးခဲ့ရပါတယ်။တီဟူရန်မှာရှိတဲ့နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန ARB ရုံးချုပ်တောင်တိုက်ခိုက်ခံခဲ့ရလို့နိုင်ငံတကာကတုံ့နှုတ်စေခဲ့ပါတယ်။အခုတော့ဒေတာတစ်ခုလုံးကပြင်းထန်တဲ့တင်းမာမှုတွေနဲ့ပြည်နေပြီးရေနံစည်းတွေလည်းမြင့်တက်လာပါတယ်။ဒါဟာရိုးရိုးစစ်စီလက်တုံ့ပြန်မှုတက်တလားဒါမှမဟုတ်ကြီးမားတဲ့ပထဝီနိုင်ငံရေးအပြောင်းအလဲရဲ့အဆလားဆိုတဲ့မေးခွန်းတွေထွက်လာနေပါတယ်။အင်ဖြူရာကနေစပြီးတော့ကာတာဘာရိန်းနဲ့ပင်လယ်နီကလေတက်အခြေဆိုင်စခန်းတွေအထိအားလုံးကတိုက်ပွဲဝင်မှုအသင့်အနေထားရောက်နေပါပြီ။ အီရန်ရဲ့မြို့တော်တီဟီရန်လဲတုံ့လှုပ်နေပြီးဒေသခံတွေမိုင်မောင်းများသာရှိတဲ့ကားတန်းကြီးတွေနဲ့တန်းစီပြီးထွက်ခွာနေကြပါပြီ။အစ္စရေးလက်ထက်ကအီရန်ရဲ့စစ်ဘက်နျူကလ িয়ার နဲ့ဆက်သွယ်ရေးဆိုင်ရာအဆောက်အအုံကိုယာနဲ့ချီတဲ့တိုက်ခိုက်မှုတွေလုပ်နေပြီးအီရန်ရဲ့လေကြောင်းကာရေးစနစ်တွေကဘာမှမလုပ်နိုင်ပါဘူး။အစ္စရေးရဲ့ Hamas 900 drone တွေတောင်းတီဟီရန်ကောင်းကင်ယံအထက်မှနာယီပေါင်းများစွာပြန်သန်းပြီးထောက်လန်းရင်းနဲ့တိုက်ခိုက်မှုတွေကိုလမ်းညွှန်ပေးနေပါတယ်။ဒါအပြင် အစ္စရေးက အီရန်ရဲ့ထိပ်တန်းစစ်ကောင်းဆောင်တွေဒုံးကျည်အင်ဂျင်နီယာတွေနဲ့နျူကလ িয়ার ကျွမ်းကျင်ပညာရှင်20ကျော်ကိုလုံခြံတပ်ဖြတ်ခဲ့ပါတယ်။အီရန်ရဲ့ကွက်ကဲမှုနဲ့ဆက်သွယ်ရေးစနစ်တွေလည်းရပ်တန့်သွားပြီးအီရန်ကောင်းဆောင်အရာတူလာကုမ္ပဏီတောင်ဘန်ကာရင်းမှာပုံအောင်နေရပါတယ်။ဒါဟာ1980ပြည့်လွန်နှစ်တွေကအီရန်အီရက်စစ်ပွဲနောက်ပိုင်းတခါမှမဖြစ်ဘူးတဲ့အခြေအနေပါ။အီရန်ရဲ့လက်တော့ရမှုတွေကလည်းတိတိတသားအားနည်းလာပြီး သူတို့ရဲ့ဒုံးကျည်စနစ်တွေပြတ်စည်းနေပါပြီ။အီရန်တောင်ပိုင်းက ဘန်နာအဘတ်စ်မြို့မှာရှိတဲ့အီရန်ရေတပ်အခြေစိုက်စခန်းလေးပြစ်မှတ်ထားခံရပြီးရေတပ်ရဲ့အခြေခံအဆောက်အုံတွေပျက်စီးသွားတာကြောင့်ဟော်မုစ်ရှိလက်ကြောက်ကိုပိတ်ဆို့နိုင်သွားမရှိတော့ပါဘူးဒီလိုချင်းတွေကြောင့်တရုတ်နဲ့အာဂျင်တီးနားလိုနိုင်ငံတွေတောင်သူတို့နိုင်ငံသားတွေကိုအစ္စရေးနဲ့အီရန်ကနေထောက်ခေါ်ဖို့အမိန့်ပေးခဲ့ပါတယ်အီရန်ပြည်တွင်းမှာလည်းပြည်ထောင်တာတွေပေါ်ပေါက်လာနေပြီး IRGC တပ်မှုအများပြားဗဟိုနဲ့အဆက်အသွယ်ပြတ်နေသလိုလျှက်စင်မီပြတ်တော့မှုစားနပ်ရိက္ခာနဲ့လောင်စာတီရှားပေါက်မှုတွေကြောင့်ဆန္ဒပြပွဲတွေလည်းဖြစ်ပေါ်နေပါတယ် ်အစ္စရေးကအီရန်ဆိုရရဲ့အာဏာဖွဲ့စည်းပုံကိုတလွှာချင်းဖြိုခွင်းနေပါတယ်အစ္စရေးရဲ့တနန်းတစ်ချောင်းမှာအမေရိကန်ပြည်အောင်စုရဲ့အခမ်းကဏ္ဍကဒီနေ့လိုရှင်းလင်းပြသပြီးအရေးပါကြတာမျိုးတခါမှမရှိခဲ့ပါဘူးအီရန်ရဲ့ဒုံးကြီးတွေကို90ရာခိုင်နှုန်းလောက်ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့တာဟာအမေရိကန်ရဲ့နှီးပြန်တာနဲ့ငွေကြေးအထောက်ပံ့တွေကြောင့်ပါတန်တမန်ရေးရမှာလေအမေရိကန်ကအပြစ်ခတ်ရဆက်ရေးကိုညှင်းဆန်ပြီးအစ္စရေးဘက်ကယက်တီခဲ့ပါတယ်။အစ္စရေးဟာတယောက်တည်းမဟုတ်ဘဲ ူ့နောက်ကအမေရိကန်လိုအင်အားကြီးနိုင်ငံကြီးကထောက်ပံ့ပေးနေတယ်ဆိုတာရှင်းရှင်းလင်းလင်းမြင်သာလာပါတယ်။ Israel တိုက်ခိုက်မှုတွေကစစ်ရေးပြတ်မှတ်တွေနဲ့မဟုတ်ဘဲနိုင်ငံပိုင်ရုပ်မြင်သံကြားဌာနစီးတိုးလောင်ရုံတွေနဲ့တခြားအရေးပါတဲ့နေရာတွေကိုပါပြတ်မှတ်ထားခဲ့ပါတယ်။ဒါဟာအီရန်အစိုးရရဲ့ထိန်းချုပ် နိုင်ငံကိုဖျက်ဆီးပြီးပြည်တွင်းအကြက်တဲဖြစ်လာရင်ပြည်သူတွေကိုထိန်းချုပ်နိုင်သွမ်းမရှိအောင်လှုံ့ဆော်တာပါ။ American Israel မဟာမိတ်အဖွဲ့ရဲ့ပူးပေါင်းလှုပ်ဆောင်မှုကြောင့်အရှေ့လေပိုင်းမှာမဟာဗျူဟာမြောက် ပြန်လည်ဖွဲ့စည်းမှုအသည့်ဖြစ်ပေါ်လာနေပါပြီ။အစ္စရေးရဲ့ဟာမတ်စတုန်းတွေဟာတိတ်တဆိတ်ပဋိပက္ခကို ပုံခေါပုံဖော်နေပါတယ်။သူတို့ကထောက်လန်းရင်းနဲ့တိုက်ခိုက်မှုတွေကိုလမ်းညွန်ပေးုံသောမကအီရန်ကောင်းဆောင်တွေရဲ့စိတ်ပိုင်းဆိုင်ရာကိုလည်းထိခိုက်စေပါတယ်။ဘန်နာအဘတ်စ်ကိုတိုက်ခိုက်ခဲ့တာကလည်းအီရန်ရဲ့အရေးကြီးဆုံးဗျူဟာမြောက်ပိုင်ဆိုင်မှုကိုဖျက်ဆီးလိုက်တာပါပဲ။အီရန်ဟာဘာမှပြန်လည်တုံ့ပြန်နိုင်စွမ်းမရှိတော့ဘဲတောင်းကန့်နေပါပြီ။ ကမ္ဘာကြီးက အမေရိကန်၊ UK နဲ့ကနေဒါတို့လိုအစ္စရေးကိုထောက်ခံတဲ့အဖွဲ့နဲ့တရုတ်နဲ့ရုရှားလိုတိုက်ဆိတ်စွာစောင့်ကြည့်နေတဲ့အဖွဲ့ဆိုပြီးနှစ်ချမ်းကွဲနေပါတယ်။ဂျော်ဒန်ကလေပိုင်နဲ့ပိတ်ထားပြီးအာဂျင်တီးနားကနိုင်ငံသားတွေထွက်ခေါက်ဖို့တောင်းဆိုတာတွေကဒီပဋိပက္ခပုံမှုကြီးထွားလာနိုင်တယ်ဆိုတာကိုကြားသနေပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။